ကိုယ်စားဖုန်းရပုံမှန်905ကာကြီးနဲ့မိဒီမိပြူးနေမှာပေါ့ပြူးနေမှာဒါရဲစခန်းမှာထိမ့်သိမ်းခံထားတာရှိတယ်အဲ့ဒါပြီးသွားတဲ့အချိန်ကျတော့သူတို့ဒီအိုးဘုံထောင်ပို့လိုက်တယ်ယမန်ကြီးဆိုလို့ရှိရင်14ရက်ပေါ့မထားတော့ဘဲနဲ့အိုးဘုံထောင်ပို့လိုက်တယ်20အဲ20နဲ့ 26ရက်နေ့မှာကြားလို့ရှိရင်သူယုံထပါလိမ့်မယ်တရားစွဲဆိုမှုကိုရင်ဆိုင်ပါလိမ့်မယ်ဒါလေးတော့တိတိအောင်ပြောချင်ပါလေကိုစောဘုန်းကြီးဒီဘာကြောင့်ဟုံးလဲမြေပြင်မှာကြတော့သူကစွတ်တွေ့မှုကကိုစောဘုန်းကြီးနဲတယ်လေမြေပြင်မှာအမာခံပိတ်တယ်ကိုစောဘုန်းကြီးတိတ်မရှိဘူးအွန်လိုင်းပေါ်မှာပဲလက်ခုပ်တွေတိကြတယ်အွန်လိုင်းပေါ်မှာပဲအားပေးကြတယ်အဲ့ဒါတွေကအရေးအကြောင်းနဲ့ဆိုထောင်ဝန်သာတောင်လာတွေ့မဲ့သူတွေမဟုတ်ဘူးအပေါက်ကတော်တို့ပိတ်တယ်ပေါက်ကတော်တို့ပိတ်တယ်ပေါက်ကတော်တွေအခုမှဒီအမျိုးသားကြီးနဲ့လှုပ်လာတာမဟုတ်ဘူးအပေါက်ကတော်တို့ပိတ်တယ်ဒီကဟန်တန်ကပိတ်တယ်ရှိတယ် မာခံပရိသတ်ရှိတယ်မြေပြင်မှာမရှိတယ်အဲ့တော့ဥစဉ်တို့နဲ့လိုင်းချင်းတော့မတူဘူးပေါ့ဗျာเนาะမတူဘူးအဲ့တော့ဘာပြောရကုသိုလ်ဖိုးရင်ကိုတော့ဥစဉ်တို့ကတနာမိရတော့အမှန်ပါပဲဘာဖြစ်လို့တနာမိရလဲဆိုရင်ကုသိုလ်ဖိုးရင်တို့မှာပရိသတ်တွေများများစွာရှိတိုင်းမှာထင်တယ်တူတခုခုသုံးသုံးသုံးဖြစ်လို့ရှိရင်လူတွေကလမ်းပေါ်ထွက်လာမှထင်တယ်အပိမတူတွေဒါကများလာမှထင်တယ်သူစဉ်းစားတာတွေကလွဲသွားတာလွဲသွားတာเนาะဘသူကထွက်လာမှာလဲဟွန်လိုင်းပေါ်ပရိသတ်ကဟွန်လိုင်းပေါ်မှာပဲကုန်ဆုံးမှာပေါ့ ဝင်လိုက်မောပရိသတ်ဝင်လိုက်မောမှာပြီးသွားတာပေါ့အဲဒီတော့ဝင်လိုက်မောကပရိသတ်တွေကိုလည်းပြောကျင်တယ်နော်တကယ်လို့ပုံမှန်ထွက်လာပြီပုံမှန်ထွက်လာလို့ဘယ်လိုထွက်လာပြီဘယ်လိုအားထွက်လာပြီလဲဆိုလို့ရှိရင်အဲဒီမှာကုသောဘိုးကြီးမှလည်းသူအာကိုရာအာကိုကြောင့်သူ့မှာလည်းရှိတယ်နော်ကုသောဘိုးကြီးမှလည်းသူ့မှာအာကိုလောက်တဲ့သူရှိတော့လဲသူအာကိုရတဲ့သူကလည်းကယ်လို့ရမှာလားကယ်မှာကယ်လို့မရရမကယ်ဘူးအလုံးပဲမင်္ဂလာပါဇောပုံးဟင်းကိုဝင်းရမည်သူမရှိသည့်အတွက်လွတ်မြောက်ဖို့ လမ်းစမမြင်တော့ဘူးလို့တုံးတက်ပြောဆိုလာသည်မို့အဆုံးထိနားဆင်ဝေဖန်တုံးတက်ပြီးသွားကြပါဦးခင်ဗျာရေဘျူးလွကိစ္စလေးရေဦးစင်းနည်းနည်းပြောချင်ပါတယ်ဘျူးလွရေဟိုဘောနော်ဒီမန္တလေးကနေလာပြီးမှပတ္တဆာခေါင်းဆောင်တဦးရဲ့ဆရာဘုံမူးငိမ့်တယောက်ရဲ့ဖို့တွန်ဒီပေါ့နော်ဒါလေးလည်းပြောချင်တယ်ထည့်ရင်မှပထမဆုံးအနေနဲ့ကိုဇော်ဘိုးဟင်းအကြောင်းကိုပဲပြောပါမယ်ဗျာနော်ဒီနေ့ကိုဇော်ဘိုးဟင်းအကြောင်းနဲ့ဗတ်တက်ပြီးမှပြောကြတယ် ုသောဘုန်းကြီးကိုဖမ်းသွားတယ်တဲ့နေပြည်တော်ကနေစားအဖာနဲ့ဖုံးချော်လုံးပါသွားတယ်တဲ့ဖုံးချော်လုံးပါတော့အပြစ်မရှိလို့ပြန်လွှတ်လိုက်တယ်တဲ့အပြစ်မရှိလို့ပြန်လွှတ်တဲ့ကြတော့ဒီမန္တလေးကနေမစားအဖာနဲ့ပြန်ဖမ်းတယ်တဲ့ပြန်ဖမ်းပြီးမှပါတော့ဒီလိုဘလိုပုံမှန်အပြစ်မရှိပြစ်ရှာပုံမှန်တွေဘာတွေတတ်တယ်ပေါ့ဗျာဒီလိုပေါ့နော်ပြောနေကြတာကြီးတွေ့တယ်ဗျာနော်ပြောနေကြတာကြီးတွေ့တယ်အဲ့ဒါတွေကတော့ဦးစင်းရဲ့အမြင်တုံးတက်ချင်တာကတော့ဥသောဘုန်းကြီးကိုထောက်ခံဝိုင်းရိုင်းတဲ့တူတွေကိုစူပူမှု မဖြစ်ဖြစ်အောင်မုံကြောင်မကြွကြွအောင်တသက်ကဆိုရအောင်ပေါ့ဗျတနည်းတစ်ဖုံနဲ့ထိုးနဲ့တလို့ပဲဥစဉ်ရတော့သုံးတက်ချင်တယ်ဗျသုံးတက်ချင်ပါတယ်နော်။ဘာဖြစ်လို့သုံးတက်ထားလဲဆိုတော့ဥစဉ်ကအထောက်အထောက်ကိုခိုင်ခိုင်လုံလုံနဲ့ပဲပြောတာများပါတယ်ဗျာနော်။ဥစဉ်ကတော့ဗျံပရာပြောတဲ့ပုံတွေရှိရယ်ဥစဉ်ပြောတဲ့အရာတွေရှိရင်ထောက်ပြရလို့ရပါရဲ့နော်။ ဥစဉ်တို့ရဲ့မြန်မာပြည်တွင်းကိုပြည်ပကလူတွေကဥစဉ်တို့ထက်ပိုတိပါမလားဆိုတဲ့ဟာပဲဥစဉ်တို့ကမေးရမယ်လို့ဖြစ်နေတယ်နော်အဲ့တော့ဘာဖြစ်လို့လဲဆိုတော့ကိုစောဖိုးဟင်းကိုနန်းတွင်းကလည်းနန်းတွင်းစစ်ကြောရေးမှာလည်းမရှိတယ်လို့နေပြည်တော်ကစာအဖာကလည်းကိုစောဖိုးဟင်းကိုဆင့်ဖန်စရာအကြောင်းမရှိပါဘူးဗျာနေပြည်တော်ကစာအဖာဆင့်ဖောင်အဲ့ဆိုသူတို့မန္တလေးတို့ဒီထသရထသရတို့ဒီထောက်လိုက်16ဆိုတာတွေကသူတို့ဘာလို့ဘာလို့အပူထားတော့မှာလဲအဲဘာလို့အပူထားတော့မှာလဲ ဒီမန္တလေးမှာလည်းစားအဖာနဲ့ပတ်သက်တကယ်လူတော်လူဆိုးကောင်းတွေအများကြီးပဲဗျာလူတော်တွေအများကြီးပဲဗျာကိုယ်စော်ဖိုးကြီးကိုဘာဖြစ်လို့နေပြည်တော်ကနေဆင်းဖမ်းပါလဲကိုယ်စော်ဖိုးကြီးကိုနေပြည်တော်ကနေဆင်းဖမ်းကိုယ်စော်ဖိုးကြီးကနိုင်ငံတော်မှာတကယ်အရေးပါတဲ့အရာအဝါဝင်ကြီးလားမြို့တော်ဝင်ကြီးလားဒါမှမဟုတ်ရှေ့အကောင်ကြီးကြီးလားဒါမေးခွန်းပြန်ထောက်ရမယ်အရာဗျာနော်မေးခွန်းပြန်ထောက်ရမယ်အရာအဲ့တော့ကိုယ်စော်ဖိုးကြီးကခင်ဗျားတို့ပြောလို့နန်းတွင်းမှာလည်းမဟုတ်ဘူး ။ဒီပြည်တော်စာဖာလည်းဖမ်းတာလည်းမဟုတ်ဘူး။ပြီးတော့ကိုဇော်ဖိုးကြီးမဲ့သူတို့တွေကဦးစားပေးပြောတော့ကိုဇော်ဖိုးကြီးနဲ့အတူပါသွားတဲ့သူဘယ်သူမှမပြောကြဘူးနော်။ဘယ်သူမှမပြောကြဘူး။နာမည်ကြီးတဲ့သူတယောက်ကိုပဲသူတို့တွေပြောကြတာနော်။နာမည်ကြီးတဲ့သူတယောက်ကိုပြောကြတာ။ကိုဇော်ဖိုးကြီးနဲ့ဘယ်သူပါသွားတဲ့ဘယ်သူပါဆိုတယောက်မှမပြောကြဘူးဗျာနော်။အဲ့ဒါကြတော့သူတို့တွေကဒါဟိုပါတော့နော်။အဲ့လူကြောက်ကြတော့လူတွေကစိတ်မဝင်စားဘူးလေ။ စိတ်ဝင်စားတာကိုဇော်ဘိုးရင်ကိုစိတ်ဝင်စားအဲ့တော့ကိုဇော်ဘိုးရင်ကိုစိတ်ဝင်ဆောင်ကိုဇော်ဘိုးရင်အကြောင်းပြောမှလူတွေကဘာညာယူကပါဗျာဟုတ်လားစာငင်းစီစီတင်စာပြဘာပြညာပြဆိုတဲ့အထောက်အထားတွေဒါတွေမျိုးတွေပြောချတာပေါ့ဗျာနော်အာနေပြည်တော်ကနေလွှဲတဲ့အပြစ်မရှိတဲ့အကြောင်းဦးစင်းတော်ကကိုဇော်ဘိုးရင်ဒီနိုင်ငံရေးပုံမှန်နဲ့ညီဆွေးနဲ့နိုင်ငံရေးပုံမှန်နဲ့တခုတခုဆိုရင်တော့ဦးစင်းတော်အနေနဲ့ကမေတ္တာရက်ခံပေးဖို့ အကြောင်းမရှိဥမာပါလူကြီးတွေကိုဆဲတဲ့ဟာမျိုးလူကြီးတွေကိုဆဲတဲ့ဟာမျိုးဆိုဥစဉ်တို့ကမေတ္တာခံစားမေတ္တာရက်ခံစားရေးပြီးဟာတော့ကိုဥစဉ်တို့ကအစင်နဲ့မှာပဲနော်ဒါတွေဥမာပေါ်နိုင်ငံတော်ကောင်းစေဖို့အတွက်ဝေဖန်ထောက်ပြခဲ့တဲ့အရာတွေဆိုရင်လည်းဥစဉ်တို့ကဒါပြောပြီးဟာလူကြီးတွေကိုမေတ္တာရက်ခံစားရေးပြီးဟာအစင်နဲ့မဲ့ဥစဉ်တို့အနေနဲ့ကနော်အစင်နဲ့မဲ့အဲ့လိုမျိုးကိုမတိတဲ့အရာတွေဖြစ်ခဲ့ရင်ခင်ဗျားတို့ကတို့တို့ကမေတ္တာရက်ခံစားရေးလို့ရှိရင်ကျုပ်တို့က ဘသူရေးမလဲအဲ့ဒါဆိုရင်ရေးချင်တဲ့သူရှိရင်လာကဥစဉ်ဌာနဆိုင်ရာတွေစာတင်ပေးမယ်စာတင်ပေးမယ်အဲ့တော့ဥစဉ်တော့ဘာမှမတိရသေးဘူးလေကိုတိတဲ့အရာကလည်းနောက်ဘွယ်ကဥမာဥစဉ်တော့ဥမာဆိုကြပါဗျာဂိတ်တွေအကြောင်းချမ်းပြင်းနေမြောက်ပန်းရနေလာတဲ့ကားတွေအခုလောလောဆယ်အစီး900လောက်ဆိုလားအပိတ်ခံထားရတယ်အဲ့မှာတစ်ခါဥစဉ်ဂိတ်တကယ်အကြောင်းဥစဉ်တရင်ပေးလို့អော်လိုက်တယ်អော်လိုက်တယ် ။អော်လိုက်တော့တရင်ကဒုံကလေးမှားပါတယ်။ဥစင်းတို့ကန်ကောင်းတော့ရင်းမယူခံရတာ။ဘာမှသွားလဲ။အဲ့ဥစင်းကိုတရေပေးတဲ့ဒူကိုယ်တိုင်ကကလင်းငါးစီးထောင်လာတာ။သူကမဟုတ်ကဟုတ်ကပစ္စည်းတွေတင်းလာတာလေ။တင်းလာတော့စစ်စစ်တော့ဖမ်းတယ်လေ။ဖမ်းတော့ကသူကသူဒီလိုဘုကညဖမ်းတော့ကကြဒီလိုဂိတ်ဒီမှာဘာဖမ်းလဲဆိုပြီးမှဖမ်းတဲ့လူနာမည်သူ့ကိုអော်ချလိုက်တယ်။អော်ဥပဒေနဲ့မလွတ်ကင်းတဲ့ပစ္စည်းတစ်ခုကိုတင်းလာပြီဆိုတဲ့နောက်ကတော့ စစ်စေးရမှာဖမ်းရမှာဂိတ်တည်းရဲ့အလုတ်လေးခင်ဗျာကဲဒီရနေဗျာတို့တို့ရွှေဘိုဘက်ကနေခင်ဗျာဖားကန်တို့မူဆဲဖားကန်တို့ဘက်ကိုသွားမယ်နော်ဖားကန်တို့ဘက်ကိုသွားမယ်အဲ့ဘက်ဒီဘက်သွားကြမယ်အဲ့ဒီကတားဘက်တို့ကိုသွားမယ်။ဖားဝမြကြီးနာဖားကမယ်ပြောတော့မယ်။အဲ့ဘက်ကလုပ်ငန်းအကောင်းဆုံးဆိုတော့နော်။မော်ရဲအဲ့ဘက်ဒီသွားမယ်။မော်ရဲဘက်တူ ခင်ဗျအဲ့လမ်းတဲ့တယ်ကိုသွားလို့ရတယ်ဒါပေမဲ့ PDF ကအသွားမခံလမ်းကုပ်ပြီးမှသွားခံတယ်တကယ်ထည့်သွားမယ်ဟောလေးညရဲ့ခီတွားခံရတယ်ဘော PDF တွေအဲ့လမ်းမှာသမင်းရောင်းတယ်အဲ့ဂိတ်တွေမှာမောင်မဆာဖွင့်ထားတယ်အဲ့ဂိတ်တွေကနေပတ်ဆံကောက်တယ်ကာခီးတဲ့ကာရမတွေနှစ်ရက်ခီးကို၅ရက်၇ရက်၈ရက်ကြာတယ်ဘသူပါပြောတယ်လဲဘသူကပါပြောလဲတရားမှမပြောရဲဘူး အဲဥစဉ်တော့တမ်းလို့ဂိတ်တွေရဲဂိတ်တွေဟိုပါတဲ့တပြား၆ပြားလေးကောက်တယ်။တစည်းကို၂၀၀၀နှုန်းတော့စေနာကြီးလေးကောက်တယ်ဆိုတော့အော်လိုက်ကြတာ။အော်လိုက်ကြတာ။တခါတလေနိုင်ငံရေးမှာတိုက်ဆိုင်နေဆိုတာမရှိဘူး။နော်။အဲ့တော့ဥစောဖိုးရင်ဒီဥစဉ်တို့ပုံမှန်ထွက်လာတဲ့ရုံထွက်လာတဲ့အခါမှာဥစဉ်တို့ဒီရောက်ကြည့်မယ်ကြည့်ပြီးလို့ဥစဉ်တို့ကမေတ္တာရက်ခံလို့ရတဲ့အရာဆိုဥစဉ်တို့ရက်မေတ္တာရက်ခံပြီးမယ်။ အဲ့တော့ကြံတဲ့မဟုတ်ဖ ೇನೆ အပြင်ကပုံမှန်ရင်းနဲ့ဆိုဥစဉ်တော့ဘလို့တော်ဝင်ယူရမှာလဲဘလို့လုတ်ပေးရမှာလဲအမြင်ကပုံမှန်နဲ့ဆိုဥစဉ်တော့မှလုတ်လို့မရအောင်တော့အော်ကိုမတိတဲ့အရာတွေရှိသေးရဲ့လေကိုမတိတဲ့အရာတွေရှိသေးတယ်အဲ့တော့ကိုမလင်းလင်းပြောရမြကိုစောဖိုးရင်ပြည်ဦးလို့မှာပဲရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာစစ်ကောင်စီကဇွန်လ17ရက်နေ့ကစကားဈေးဆိုင်တွေနဲ့ဂုံတိုက်တွေရဲ့ဆိုင်းနမဲဆိုင်းပုတ်တွေကို အင်္ဂလိပ်ဘာသာနဲ့ရေးထားရင်မြန်မာဘာသာနဲ့ပြောင်းရေးဖို့အုပ်ချုပ်ရေးမှူးတွေကလိုက်လံပြောဆိုနေတယ်လို့သိရပါတယ်။သက်ဆိုင်ရာရက်ကွက်အုပ်ချုပ်ရေးမှူးတွေကအင်္ဂလိပ်ဘာသာနဲ့ဆိုင်းဘုတ်တွေကိုမြန်မာဘာသာနဲ့သာရေးသားဖို့လိုက်လံပြောဆိုနေပြီးမပြောင်းလဲထားပါကဆိုင်ရှင်ကိုအေးအေးယူမယ်လို့လည်းချိန်ချောက်ထားတယ်လို့စုံစမ်းသိရှိရပါတယ်။ကြားလို့လည်းမကောင်းဘူး။ တချို့ဆိုင်တွေတော့နာမည်တွေပြောင်းနေကြရပါပြီအင်္ဂလိပ်လိုရေးထားတဲ့ဆိုင်တွေကိုဓာတ်ပုံတွေရိုက်နေတယ်ပြီးတော့မပြောင်းရင်ဆိုင်ရှင်ကိုအရေးယူမယ်လဲပြောတယ်လို့ဒေတာခန်တဦးကမြို့တော်ကိုပြောပါတယ်စစ်ကောင်စီအုပ်ရေးအဖွဲ့တွေကဘေးဒင်းရတာကြောင့်အခုလိုမြန်မာနာမည်တွေပြောင်းခိုင်းနေတာဖြစ်နိုင်ပြီးမြို့ပေါ်ကလက်ဖက်ရည်ဆိုင်တွေနဲ့ဖုန်းဆိုင်တချို့မှာတော့နာမည်စပြောင်းလဲနေကြရတယ်လို့သိရပါတယ်711 star လက်ဖက်ရည်ဆိုင်ဆိုရင်ခွန်ဆက်တလို့ပြောင်းထားလိုက်ပြီး ူတို့ကရတချီတာလားဒါမှမဟုတ်တနေ့ကဘာသုံးစကားကမြန်မာဘာသာစကားပဲဖြစ်ရမယ်ဆိုပြီးပဲလုံနေသလားမသိဘူးပြောရင်ယုံမှမဟုတ်ဘူးလို့ဖုန်းဆိုင်ဝန်ထမ်းတူဦးကမျိုးတော်ကိုပြောပါတယ်ခုလိုဆိုင်းဘုတ်တွေကိုမြန်မာဘာသာစကားနဲ့ပြောင်းရေးရမယ်အမိန်ကြောင်းဈေးဆိုင်တွေနဲ့လုပ်ငန်းရှင်တော်များများကြားဆိတ်ရှုပ်စရာဖြစ်နေပြီးမြန်မာဘာသာစကားနဲ့ရေးရင် အတိတ်ပဲကအစတခြားစီဖြစ်နိုင်တာကြောင့်ပြောင်းလဲတတ်ဖို့အခက်အခဲလည်းဖြစ်နေကြတယ်လို့သိရပါတယ်ဒီဥလိုမှာပဲရှိမယ်ကုသိုလ်ဘောကြီး ဘယ်နန်းတွင်းနဲ့မှမရှိဘူးဘယ်ထောက်လိုင်း16မှမရှိဘူးဘယ်နေပြည်တော်ကမှလည်းမရှိဘူးကဲနော်ပြူးလို့မှပဲရှိမယ်ဟုတ်ပြီကုသောဘုန်းကြီးနဲ့ပါလာတဲ့သူတယောက်ဒီပြန်လွတ်လာမယ်ပြန်လွတ်လာမယ်ဘာဖြစ်လို့လွတ်လာလဲသူ့ကထောင်ချလို့မှမရသူ့မှမှအပြစ်မရှိတာဒါပေမဲ့စစ်ဆေးစရာရှိရတော့သူတို့ကစစ်ဆေးမှာပဲဘာပတ်တယ်မှုရှိတယ်လဲဘလို့ရှိတယ်လဲတကယ်လို့မှပေါ်ပေါ့ရင်တော့ပြန်လွတ်ပေးမှာပဲဒါပဲရှိတဲ့ဇာလန်းကနော် အဲ့တော့ကိုယ်တော်ဘုန်းကြီးနဲ့ပတ်သက်ပြီးပြောနေတဲ့အရာတွေကတချို့တရေနှမတွေတချို့ပြပတာတွေပြောနေရတယ်ကဘာတစ်ခုမှမဟုတ်ပါဘူးဗျာကိုယ်တော်ဘုန်းကြီးဝိုင်းရံထောက်ခံတဲ့တူတွေဟိုဟွာပေါ့ဗျာမဆူမဆူအောင်အဲ့တော့ဘယ်သူမှလည်းဆူမှာမဟုတ်ပါဘူးဘယ်သူမှလည်းထွက်မလာမှာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ကိုယ်တော်ဘုန်းကြီးကိုအားပေးတဲ့သူကဝင်လိုင်းပေါ်မှာပဲရှိတယ်ဝင်လိုင်းပရိသတ်ပဲရှိတယ်ကိုယ်တော်ဘုန်းကြီးဒီဘာကြောင့်ဝင်လဲမြေပြင်မှာကြတော့သူကသူ့တွေ့မှုကကိုယ်တော်ဘုန်းကြီးနည်းတယ်လေမြေပြင်မှာအမာခံပရိသတ်ကိုယ်တော်ဘုန်းကြီးတိတ်မရှိဘူး online ပေါ်မှာပဲလက်ခုပ်တွေတီးကြတယ် online ပေါ်မှာပဲအားပေးကြတယ်အဲ့ဒါတွေကအရေးအကြောင်းနဲ့ဆိုထောင်ဝင်စားတော်လာတွေ့မဲ့သူတွေမဟုတ်ဘူးအပေါက်ကိုတော်တော်ပေးတယ်ပေါက်ကိုတော်တော်ပရိတ်တယ်ပေါက်ကိုတော်တွေအခုမှဒီအမျိုးသားရေးနဲ့လှုပ်လာတာမဟုတ်ဘူးအပေါက်ကိုတော်တော်ပရိတ်တယ်ဒီကဟန်တန်ကပရိတ်တယ်ရှိတယ်အမာခံပရိတ်တယ်ရှိတယ်မြေပြင်မှာမရှိတယ်အဲ့တော့ဦးစင်းတို့နဲ့လိုင်းချင်းတော့မတူဘူးပေါ့ဗျာเนาะမတူအဲ့တော့ဘာပြောကုသိုလ်ဖိုးရင်ကိုတော့ဦးစင်းတို့ကတနာမိရတော့အမှန်ပါပဲဘာဖြစ်လို့တနာမိရလဲဆိုရင် ကိုယ်တော်ဘုန်းကြီးတို့မှာပြိတ္တတိမများများစွာရှိတိုင်းမှာထင်တယ်တူတစ်ခုခုသုံးသုံးပြုလို့ရှိရင်လူတွေကလမ်းပေါ်ထွက်လာမယ်ထင်တယ်အပိမတူတွေဒါအများလာမယ်ထင်တယ်သူစဉ်းစားတာတွေကလွဲပါလားလွဲပါလားနော်ဘသူကထွက်လာမှာလဲဟွန်လိုက်ပေါ်ပြိတ္တကဟွန်လိုက်ပေါ်မှာပဲကုန်ဆုံးမှာပေါ့ဟွန်လိုက်ပေါ်ပြိတ္တဟွန်လိုက်ပေါ်မှာပြီးသွားတာပေါ့အဲဒီတော့ဟွန်လိုက်ပေါ်ကပြိတ္တတွေကိုလည်းပြောကျင်တယ်နော်တကယ်လို့ပုံမှန်ထွက်လာပြီပုံမှန်ထွက်လာလို့ဘလို့ထွက်လာပြီဘလို့အဲထွက်လာပြီလဲဆိုလို့ရှိရင်အဲဒီမှာကုသိုလ်ဘုန်းကြီးမှာလည်း သူအကိုရာအာကိုကြောင့်သူ့မှာလဲရှိတယ်နော်ဥသောဘိမှာလဲသူ့မှာအာကိုလောက်တဲ့သူရှိတော့လဲသူအာကိုရတဲ့သူကလဲကယ်လို့ရမှာလားကယ်မှာကယ်လို့မရရမကယ်ဘူးနော်ဒါလေးလဲသိစေချင်ပါသူအာကိုလောက်တဲ့အရာကကုသောဘိနာကိုတဆိုင်မှမှလိုက်ကြည့်ညာမဟုတ်ဘူးလေကုသောဘိဘာလောက်တဲ့ကုသောဘိဘာလောက်တဲ့ဆိုတော့သူတို့မတည်ဘူးလေဗျာနော်ကုသောဘိလုပ်ငန်းကဘာလောက်တယ်လဲကုသောဘိဟိုကဒါလေးရတဲ့စစ်စစ်တဲ့အခါပေါ်ပေါ်ရင်ဘယ်နဲ့လုပ်မလဲ ။ချမ်းမင်းနယ်မြောက်ပိုင်းကနေဆင်းလာတဲ့ကားတွေအစီ900လောက်ကိုတားထားတယ်။အဲ့ဒီမှာမှကားဆယ်စီးလောက်ကမတင်ကပစ္စည်းတွေမိတယ်။ဒါမျိုးတွေလည်းရှိသေးတယ်ဗျ။ဆက်ဆက်မှုတွေကအဲ့တော့ဘသူကတာဝန်ယူမလဲ။အကူတော်ဘိုးကြီးနဲ့ပတ်သက်တဲ့အရာလေးကိုပြောပြတာပါဗျာနော်။အာဥက္ကသောဘုန်းကြီးကိုဟွန်လိုင်းပေါ်ကနေအားပေးထောက်ခံတဲ့လူတွေအတွက်ကိုဥစဉ်တော့ပြောပြတာဖြစ်ပါတယ်ပဲเนาะမေတ္တာရက်ခံလို့ရတဲ့ရာဥစဉ်တော့မေတ္တာရက်ခံပေးလို့ကတော့အစင်းနဲ့မှာပဲเนาะ အားလေးကိုဦးဇင်းတို့ကပြောပြကြည့်ဖြစ်တယ်နောက်တစ်ခုကပြည်ဦးလွင်မှာဦးဇင်းတို့မြေတွေလိမ့်နေတဲ့အရာ နော်ဒီဦးဇင်းတို့ဒါပတ္တဆာခေါင်းဆောင်တို့ပတ္တဆာခေါင်းဆောင်ဆိုတာလေကိုတကအရင်မှာပဲကဲပူးမလင်းလေးပြောမယ်ကိုဦးနေမျိုးပြောကိုနေမျိုးကျော်ပေါ့နော်ကိုနေမျိုးကျော်ရဲ့ဆရာဘူမူငိမ့်ပေါ့နော်စေဘေးရှောင်ဦးဇင်းတို့ပေါက်ဒေတာရောဒေတာအနေလာတဲ့တကမာကြီးပေါ့နော်မြိတ်နဲ့ရွက်ခွဲပဲအကြောင်းကိုလာလျှောက်တဲ့အခါမှာနော်အဲ့တော့ဘုံမူးကြီးမကလို့သူဟာကိုဘုံမူးကြီးပဲဖြစ်ဖြစ်ရုပ်ကပြောချင်ပါတယ်ခမည်းပြတ်ခမည်းဒီ အဲ့ဒီကမှကိုတိုင်တိုင်လို့ရှင်တနတ်နဲ့ခမည်းစီပြစ်တယ်မယ်လို့လဲချိန်ချောက်တယ်အဲ့တော့ခမည်းအမန်တရားကိုအဲ့ဒီကမှရဲ့တပြားတစ်ချက်မှမစားရဘဲနဲ့အဲ့ဒီကမှကိုခမည်းနော်လိန်တဲ့အရာတွေညာတဲ့အရာတွေကိုခမည်းလာပြီးဖြည့်ရှင်းပေးပါဖြည့်ရှင်းမပေးဘူးဆိုရင်ရုပ်တော်အနေနဲ့လုတ်တင်လုတ်လိုက်တာပေါ့ဗျာဦးစင်းနေနဲ့ဒါလောက်ရမှာပေါ့ဗျာနော်ဦးနေမျိုးကျော်ကတော့ပြောတယ်သူကတော့ဒါ ပြောရရင်တော့ခေါင်းဆောင်ကောင်းပီတတယ်လို့ပြောပါရှင်ဖရားတဲ့စခန်းနာတိုင်လိုက်ပါဗျာတဲ့စခန်းတိုင်အပြည့်ဆွဲမယ်စခန်းတိုင်လိုက်ဆိုတော့တခါလေးကဥပဒေကလက်တလုံးကြားအဲ့လူတွေကလက်မှတ်ကမထိုးဘူးတန်တဲ့သူလက်မှတ်ထိုးခိုင်းတာအဲ့လူတွေကလက်မှတ်မထိုးဘူးနော်မြေလုံတိုင်းမြေလုံတိုင်းမှာအဲ့လူတွေကလက်မှတ်တွေတစ်ချက်မှမပါဘူးနော်သူတို့ကဥပဒေလက်တလုံးကြားသူတို့ကဥပဒေကြောင်းနားလည်ပြီးသားလူတွေအဲ့တော့နိုင်ငံတော်မန္တလေးမှာရှိတဲ့ထဆာရတွေရောစာအဖတွေရောဒီမြေလုံတဲ့အရာတွေလက်မှတ်တွေတို့ထိထိရောက်ရောက်အေးအေးယူပေးလို့လိုတဲ့ ပြူးလို့မှလည်းဒီတိုင်းမဲ့မန္တလေးရတက်လာပြီးမှဘုံမှုကြီးဘသူကဘဲဝဝညာဝဝသွေးမှလူတွေကိုဒုက္ခပေးနေရတယ်အများကြီးပဲသူများမြေွက်ကိုလက်ညှိုးထိုးရောင်းတယ်ပြီးမှဥစဉ်မှတန်ဖိုင်ကုန်ရှိတယ်ပြီးမှဘာပြောလဲဆိုတော့မြေအယောင်းဝယ်မားတာတဲ့ဒါတွေကရှင်ပြရတဲ့အယောင်းဝယ်မားပြီးမှဘာဆိုလားသူတို့ပြောတဲ့ဟာတော့ဟောပါတော့ငွေပေးရှိတဲ့အခါမှာလောခါကြမြေကအပိုင်ရှင်ကထွက်မပေးထွက်မပေးတဲ့အခါမှာဖြစ်တဲ့အခါကြမှာ ရောင်းမယ်ဆိုလားဘာသာတူတူမှားတဲ့အရာတွေပေါ့တူတူပြောတဲ့ချက်ပြောတဲ့အရာတွေခင်ဗျားတို့ဘလို့ဝဲမှမှဝဲရောင်းဝဲဝဲမှမှရောင်းဝဲဝဲဝဲဘလို့မှမှခင်ဗျားတို့တကယ်ဒုက္ခရောက်နေတဲ့စေဘေးရှောင်ပြည်သူတွေကိုတော့အနိုင်မကျင့်ပါနဲ့လို့ကျုပ်ကပြောချင်ပါတယ်ဗျာနော်အနိုင်မကျင့်ပါနဲ့လို့ပြောချင်ပါခင်ဗျားဟာကိုဘုံမှုညိတ်မကလို့ကိုနေမျိုးကျော်ဆရာမကလို့ကိုနေမျိုးကျော်ဆရာဆိုလဲကျုပ်တို့လှည့်ပါတာပဲနော်ကိုနေမျိုးကျော်ရဲ့အဖေပဲဖြစ်ဖြစ်လေစီခင်ဗျားနော်ပတ္တသာကောင်းစင်ဘုံမှုညိတ်မကလို့ဘာကောင်းပဲဖြစ်ဖြစ်လေစီနော်ခင်ဗျားတို့ကလုံးတဲ့ခါမှလက်မှတ်တစ်ချက်မှထိုးတာမဟုတ်ဘူးနော် အဲ့တော့ခမည်းတော်အကြောင်းပေါက်ကိုတော့ကောင်းကောင်းသိပါတယ်ကောင်းကောင်းနားလည်ပါတယ်ခမည်းတော်ဘာလုပ်တယ်ဘလို့လုပ်တယ်ဆိုတော့နော်အဲ့တော့ဘာမှမဖြစ်ခင်မှာခမည်းတော်အေးစေးစေးအဲ့ခံရတဲ့ကံရံကံရှင်တွေကိုကောင်းကောင်းမှုမှဖြည့်ရှင်းပေးလိုက်ပါအဲ့လိုမှဖြည့်ရှင်းမပေးဘူးဆိုရင်ကံရံကံရှင်ရဲ့ဒုက္ခကိုချိန်မှထားပြီးဥစဉ်တော့ဗီဒီယိုဖိုင်နဲ့ကြကြနာရိုက်ပြီးနိုင်ငံတော်အကြီးအကဲလူကြီးတွေစီကိုပို့အားပါလိုက်မယ်နော်အဲ့ခါကျမှပေါက်ကိုတော့ရက်ဆက်တယ်ဆိုတဲ့ပုံစံမျိုးတော့မလုပ်ပါနဲ့ဥစဉ်တော့တော့တကယ် ပေးစစ်စစ်နေတဲ့ပြည်သူတွေကိုဒုက္ခပေးမယ်ဆိုရင်တော့ဥစဉ်တော့ဘယ်နည်းနဲ့မှခွလို့လို့မရပါဘူးဗျအားလုံးဒါပါပဲဗျ